ားလုံးပဲမင်္ဂလာပါရှင်ဆရာမကြီးလူတို့ထော်အမရှိသားတော်ပြည်သူချစ်တော်အမှုပညာသင်များအပိုင်းဆက်ကိုဖတ်ပြပေးသွားပါမယ်ရှင်ရုပ်သိမ်းမင်းသမီးကြီးဆရာပူကြီးအပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်ဆရာပုကတချင်းဆိုသည့်အခါ မေးရိုက်မေးဝဲထဲ၍ဆိုသည်ကို အခြားသူများကအတုခိုကြည့်သည့်အခါ ဆရာပုကို တူအောင်မဆိုနိုင်ကြပဲဖြစ်နေသည်ထို့ကြောင့်ဆရာပုမေးကိုကျင်းစီမေးဟု တပင်တယ်တွေကနာမည်ပေးထားကြသည်ကျင်းစီကိုထူရိုက်လိုက်သည့်အခါတဝင်းဝင်းနှင့်အကြကြီးဝေဝီမြည်နေသလိုဆရာပု၏မေးဝဲမေးရိုက်ကကြိတ်တလို့ဆိုရရသည်ဟုဆိုလိုသည် ကိုရွှေစင်နှင့်တွဲပြီးနောက်ကိုအုံးໄຂဆိုသောမင်းသားနှင့်တွဲသေးသည် ကိုအုံးໄຂမှာ မန္တလေး၏တောင်ဘက်ကျောက်စိန်နေသားဖြစ်၍ရောက်ကြပီတာပြီးလေးနက်သောအတန်ရှိသည့်မင်းသားဖြစ်သည်တတိယတွဲသည့်မင်းသားမှာကိုကြွယ်ချင်းဖြစ်၍ဤမင်းသားသည်အတန်ကောင်းကြုံသားမက အပြောတွင်လည်းစကားတတ်သူဖြစ်ပြီးဇက်ထုတ်တွင်လည်းပိုင်နိုင်သူဖြစ်သောကြောင့်မင်းသားကိုကြွယ်ချင်းမင်းသမီးဆရာပုဟု၍ဆရာပုနာမည်နဲ့လိုက်အောင်အထူးတလဲကြော်ကြားလာသည် ဆရာပုနှင့်တွဲလာသည်။မင်းသားများအနက်မင်းသားနာမည်တစ်လုံးတိချာထွက်သူမှာကိုကျွယ်ကြီးပထမဖြစ်လေသည်။ထိုစဉ်ကကိုကျွယ်ကြီးနှစ်ပါးသောတချင်းကလေးတစ်ပုဒ်မှာချင်းငှက်ကင်ညာပေတောင်ကသို့သောတချင်းကြီးအလိုက်ဆက်ဆူထားသည့်တချင်းဖြစ်ပြီးကိုကျွယ်ကြီးကလှမ်းခဲဆမ်းပါဗျာဒေဝီဒေဝီကညာရဲ့ရှေ့စခန်းဘွေဝနာမေပန်းထီတာရီ တတုတ်နှစ်တုတ်လဲရင်အဟုတ်အဟုတ်ပန်းမှာဝနာတော်နဲ့တာပေါ်ကညာမောလွေတာအမှုသိထူမင်းယူမယ်ဗျာခင်းရွှေထမင်းစစ်တာဝစ်ွယ်တရိပ်မြေမကြီးညှိလို့စုံမယ်ဖောက်တွေဖုံတွေဝင်ပါလို့အကုတ်မာယာများနဲ့ကွယ်ဟူ၍ဖြစ်ပါသည် ကိုကြွယ်ကြီးမှာအထိတ်အညွတ်တက်သည် အမှုအပလီအခရာတက်သည် ကိုကြွင်ကြီးနှစ်တွဲစဉ်ကခင်းမင်းရှိသည့်ဆက်များမှာမင်းကုတ္တဆက်စီလံဆက်များဖြစ်သည်ချင်းရွှေလုံးဆက်ကိုလည်းကိုကြွင်ကြီးနှစ်ခင်းသည် အကိုကညီဤမယားကိုလူယူပြီးညီကိုပရဲထိုးသည့်ဆက်ဖြစ်ရာကိုကြွင်ကြီးအလွမ်းကောင်းလိုက်ပုံများပါးကိုပရဲထိုးခံရသည့်ခါကိုကြွယ်ကြီးဆုတ်ထိုးသည်ကိုပင် ပွဲကြီးကငိုရသည်ဟုပြောစမှတ်ရှိပါသည် မင်းသားကိုကြွယ်ကြီးနှင့်ကွဲသွားကြပြီးသည်နောက်အလွန်ကြုံသည့်မင်းသားစပယ်သက်နှင့်တွဲကြပြန်သည်စပယ်သက်ကြော်ခြင်းမှာဆရာပုနှင့်တွဲ၍ဆရာပုကအသင်အပြကောင်းပြီးစပယ်သက်ကတင်ပြသမျှကိုလိုက်နိုင်သောကြောင့်စပယ်သက်ကြော်ကြလာခြင်းဖြစ်လေသည်စပယ်သက်မှာမလိုက်ပန်းအိုင်သားသည်မန္တလေးသို့ခေါ်ခါစစပယ်သက်မှာအတန်ကောင်းတော်လဲတိုးထုတ်အတိုင်းဖြစ်နေသည် မန်ဟန်နန်းတန်မတက်သေးမရှိသေးပြီထို့ကြောင့်စပယ်သက်မန္တလေးရောက်စာကနှစ်ပန်းသွားကြရနိုင် စပယ်သက်ပါနော်ပန်းအိုင်သားမင်းသားသက်စပယ်ကျုံတစ်ခေါက်ဖာချမ်းပါလို့ပန်းအိုင်ကိုမပြန်ဘူးနော်ဟူ၍ဆိုသည့်အခါပွဲချင်းများကဝိုင်း၍ရှိကြသည်သို့တော်ဆရာပုက စပယ်သက်ကိုတုံ၍ဖြစ်အောင် သူဆုံနိုင်သည့်တပောက်သေးအတန်နှင့်ဆော်၍ရမည့်တခြင်းမျိုး ပိနိကဆရာမောင်အားအရေးဆက်ခိုင်းပြီးဖိမကတွဲခေါ်သည်စပယ်တက်နှင့်တွဲစား၌ဆရာပုဆိုသည့်တခြင်းမှာပုံတညာတပားမှာမတော်နိုင်မတော်နိုင်မတရားရွှေဖေွားတော်ကတကယ်နာမြေဝနာခလုတ်ထဲအဟုတ်တွဲလျာပုမေပြိုးရွှေကိုအတောင်းဝင်းခြေကိုဆင်း၍မလိုက်နိုင်ပါတကူအလတ်မီမာတေလာစခန်း ချိန်နာလို့မှလန်းနိုင်ဘူးမထမ်းရင်မချီရင်တိတ်တွင် တိုင်တော့မှဟူ၍ဖြစ်ပါသည်ဤတွင်ပိနိကဆရာမောင်ကစပယ်သက်အတွက် တချင်းတစ်ပုတ်အထူးရေးပေးပြန်သည် ထိုတချင်းမှာ အလမေဖြူဖြူတုတ်ကိတ်အမုံမလုံနဲ့လှမ်းဆို့လေခမ်းမပြုတ်လေမေမချွေးနဲ့ရွှေတဆွဲကွက်အမူပါဗရမ်းများမျက်ရှင်နဲ့ကညာချောရဲ့ ကြားသက်စင်တရဝါပေါ်တကွယ်နှဲ့ရွာစောလိတ်ကြောက်စရာစရောင်ညာဖြူဖြူတုံးရဲ့ကိုင်းပြထပါအောင်ငုံငုံငုံဟူ၍အပိသက်တွင်တရက်ထဲ့၍ပေးလိုက်ရာပရိသက်ကအထူးပင်ပွဲကြခြေနဲ့သွားလေသည်မင်းသားဦးစပေတက်မှာအတန်အလွန်ရသူဖြစ်၍တချင်းကိုညာတန်နဲ့ချီတန်ထီးရအောင်စုံနိုင်သူဖြစ်လေသည် သူ့လိုအတန်ရသည့်မင်းသားမျိုးကရှာမရှာပေသည် ထို့ကြောင့်သူ့အတန်နဲ့လိုက်ဖက်မဲ့တခြင်းမျိုးကိုစရေးဆရာကြီးများကဆက်ပေးသည် သူ့တခြင်းကို တခြားမင်းသားများဘယ်သူမှလိုက်မဆိုပြနိုင်ကြပါဦးစပယ်တဲ့ဤစတဲ့ကျိုးနဲ့တူဝနာရှန်ကျိုးတခြင်းများမှာညာတန်နဲ့တင်ပြီးနှစ်ပေါင်းဖြားရောက်အောင်ဆိုသည့်ကျိုးများဖြစ်ပါသည်ပြိတက်ကစပယ်တဲ့ဤအတန်ဘယ်အထိအောင်နိုင်သည်ကိုကြားလို့တဖြစ်ဤကျိုးနှစ်ပုတ်ကို မကြမကြပွဲတောင်းလေးရှိပါသည် သို့တော်စပယ်တက်မှလည်း၍အခြားသူများကိုဤတချင်းဆိုပါဟုခိုင်းလျင်ဘသူမှမဆိုနိုင်ကြ၍တောင်းမှန်ယူကြရပါသည်မင်းသားတန်များတွင်စပယ်တက်ကိုလွန်ဆဲ၍အတန်ရဖို့မရှိသလောက်ဖြစ်ပါသည်ဦးစပယ်တက်သည် အလွန်မြည်သည့်အတန်ရှင်ပါပြီဆရာပုနှင့်စပယ်တက်၏နှစ်ပါးသွားတွင်စပယ်တက်ဆိုသည့်တချင်းတစ်ပုံမှာခင်ခင်ပို့ကိုလာကြောက်ကဗျာချစ်ခင်ပါတယ် ချစ်တင်လာတဲ့သဘောလို့အပြစ်တင်မှမစောလိုက်ပါနဲ့။ဟောထအောင်မပုံကျွင် အဟုတ်ပါကျုပ်ကခြိပါမယ်။ပြိုအလှတပါးကွယ်။အိုးငါမရရင်။ကိုင်းဘယ်နဲ့လောက်ကြပါမယ်။လိုက်နိုင်ပေါ့။သူကမူလာတယ်ဟူရဖြစ်သည်။စပယ်သက်နဲ့ဆရာပုတို့တွဲပြီးနှစ်အတန်ရသည့်အခါစပယ်သက်မှာနမယ်အလွန်ရလာလေသည်။နမယ်ရပြီဖြစ်ပြီး စပယ်သက်ကရုပ်သေးစင်တစင်ခွဲထောင်သည်စပယ်သက်စင်မှာနမကြီးရုပ်သေးစင်ကြီးတစင်ဖြစ်လာသည်ဆရာပုရိကစပယ်သက်ထွက်သွား၍မင်းသားမရှိပြန်သည်နှင့်မင်းသားရှာရပြန်သည်ဆရာပုနှင့်တွဲရဟု၍မင်းသားရှာလျင်တော်ယုံလူကဆရာပုအချိန်အဝါဟိတ်ကကြေးလွန်သည်ဖြင့်မတွဲဝတ်မရှိတတ်လေသည်ထို့ကြောင့်မင်းသားတက်လက် အရှိုင်းဖြစ်စေအရင်ဖြစ်စေ တွဲရန်ရှာသည့်အခါတတော်နှစ်မတွေ့ပဲလဲဖြစ်ချင်းဖြစ်နေသည်စပယ်သက်ဆရာပုနှင့်ခွဲထွက်သွားသည်ဖြင့်ဆရာပုတွင်လောလောဆယ်ရွက်ကျန်းရည်ကျိုးဖြစ်စေတော့မင်းသားတလက်ရဖို့ကဖုတ်ပူမိတိုင်းလိုနေလေသည်ထို့ကြောင့်ဆရာပု၏ဆင်မမင်းသားကြီးဆရာကျုံးနှင့်မာရပင်ရက်မှ လူချမ်းကြီးဥမှိုက်တို့ကမင်းသားရှာပုံတော်ထွက်ကြလေသည်မင်းသားရှာထွက်ရာတွင် အစာအနာရှိသည့်တောမင်းသားကလေးများရှိလေသလောဟုလဲစနီးနာရမည်မြို့မင်းသားတွေကအတွင်းဝင်သူရှိသလောဟုလဲတိခေါင်ကြည့်ကြရသည်မင်းသားလုံးမဲ့သူကဘယ်မှာမှလလွယ်နေမရ၍အကြံခတ်နေစဉ်တနေ့တော့မန္တလေးမြို့ဓာတန်းရက်တွင်ရုပ်ကလေးလှလှနှင့်အတန်ကလေးချစ်စရာကောင်းသည့်အရတန်းကလေးတယောက်ဆက်ချုပ်စားနေသည်ကိုတွေ့သည်အရထဲတွင်ဆုံဆန်းကြည့်သောအခါ ရုပ်ကလေးလှသလိုအတန်ကလည်းကောင်းသည်။တာမယာမရှိသည့်လူပြိုလေးဖြစ်သည်ဟုပြောကြ၍ဆရာပုတ်နေထိုင်ရာပွန်းချံတိုက်ကိုလိုက်ခဲ့ပါဟုထိုဆက်ဆရာကလေးမောင်အောင်ခိုကိုချော့မော့၍ခေါ်ကြသည်။ပွန်းချံဆရာပုတ်တိုက်သို့ရောက်တော့ဆရာပုတ်ကမောင်အောင်ခိုအားရုပ်သိမ်းမင်းသားများမလုချင်ဘူးလားဟုစီမေးလေသည်။မောင်အောင်ခိုကကျွန်တော်ဆက်ချုပ်စားတာပါ။တပင်အလုံးမလုတတ်ပါဘူးဟုဖြေသည်။ဆရာပုတ်ကမလုတတ်ရင်ရှိပါစေကွာ။ ငါ့ကိုတချင်းတစ်ပုတ်လောက်တော့ဆိုပြပါဟုထပ်ပြောသည် မောင်အောင်ခိုကဘာတချင်းမှမရပါဘူးဟုကြောက်သဖြင့်ကြွယ်သည်သို့တော်ဆရာပုကမရရင်ရတာဆိုပြစမ်းပါဟု အတန်ကိုခံမှန်းလို့၍အတင်းတိုက်တော်သဖြင့်ပစတ်သေးပေါ်လာသည်ဇောဇောဇောချင်းဇောချင်းပပြန်ဖက်ကွာဟေးလားယောက်ျားဖတာလီလီဝါဟူတော်ဆိုတဲ့ချင်းကိုဆိုပြလိုက်သည်ဆရာပုမှာမင်းသားမညာလီ မဖြစ်သည့်မင်းသမီးဖြစ်ပြီ။ကဲဒီတပုတ်နဲ့သဘောကျသွားပြီကွာ။ရော့ငွေတရာမင်းတုံးမှုယူသွား။မင်းဆယ်ရက်လောက်နေလာခဲ့ပြီတော့။မောင်ကျုံမောင်ခိုဆိုတတ်တဲ့ဇော်အလိုက်နဲ့မင်းသားဆို တချင်းတပုတ်ရေးပင်းဆန်းကွာဟုပြောပြီးငွေတရာကိုမောင်အောင်ခိုလက်ထံအတင်းထည့်လီတော်သည်။မောင်အောင်ခိုမှာငွေတရာရှင်းမာကြီးမှုလဲဆုံမသည်။ရုပ်သိမ်းမင်းသားဖြစ်ရန်ကလည်းသူတွင်ဘာကမှရုပ်သေးပညာဟူ၍မရှိမပြည့် ထို့ကြောင့်မဝေခွဲနိုင်ပဲဖြစ်နေသည်သို့တော်ဆရာပုကတော့ညင်းမိမရပါဘီငွေကိုစွတ်အတင်ပေးပြီးအိမ်ပြန်တော့ဟု ခိုင်းသဖြင့်ငွေပိုက်ပြီးပြန်လာခဲ့ရသည်အိမ်ရောက်သည့်အခါမောင်အောင်ခိုးမှဆက်ကိုဖြောင်းဖြောင်းမချုပ်ဖြစ်တမိုင်မိုင်တတွေတွေနဲ့ဖြစ်နေသည်ဒီကြားလဲရက်တွေကလည်းကုံလွယ်ပါတပိနဲ့ဆယ်ရက် ဆိုသောဆရာပုရဲ့ချိန်မှာဆေးရလာသည်ရဲ့ချိန်စီတင်းနေနိုင် မောင်အောင်ခိုးမှာဆရာပုတိုက်လဲမသွားဝင်ဘာပြန်ပြောရမည်လဲမသိပြီနေအိမ်မှဝေတရာပိုက်ထွက်ခဲ့ပြီမဝေခွဲတက်သည်နှင့်ခြေဦးတက်ရာနန်းတော်ရဲ့ရှောက်လေနေမိလေသည်ဆေးရဆွေမျောနေပြီဖြစ်သည့်ဆရာပုသည်မောင်အောင်ခိုးလာချိန်တိုင်၍မလာတော့ကြောင့်ဆရာကျုံးနှင့်ဆရာမှိုင်းကြီးတို့အားမောင်အောင်ခိုး၏အိမ်သို့ဆွတ်လိုက်သည်ဆရာကျုံးတို့နှင့်ဓာတဲ့အိမ်၌ မောင်အောင်ခိုကိုလာရှာသည့်အခါမတွေ့ကြမတွေ့သဖြင့်ပြန်လာပြီးသွားတက်မိနေရာများကိုလိုက်ရှာရာ မောင်အောင်ခိုကိုအနဝီကြားပေါ်၌သွားတွေ့လေသည် မောင်အောင်ခိုကဦးလေးတို့ရာကျွန်တော်မလိုက်ဝတ်မအောင်မလိုက်ပြရစေနဲ့တော့ဆရာကြီးကိုသာခုပြောပြကြပါ ဆရာကြီးပေးလိုက်တဲ့ငွေတရားလဲကျွန်တော်အခုမနက်မှထမင်းစာလာနဲ့ပို့ဝယ်စားမိလို့ငွေတပဲပဲရော့ပါသေးတယ်ဒီငွေ69ရက်ကိုဆရာကြီးပြန်အပြီးတောင်းပန်တာပေးကြပါတော့နင်းနေသည်သို့တော်ဆရာကျုံးတို့ကလက်ခံပြီးမောင်အောင်ခိုးကိုအားမငယ်ရန်ဆရာမအဆဆအရာရာတင်ပေးနိုင်သူဖြစ်သဖြင့်လိုက်ခဲ့ရတာအတန်တန်ခွန်နေပြီးမောင်အောင်ခိုးမှာညီမရတော့ပဲဆရာကျုံးနဲ့ဆရာမိုင်းတို့ကြမှာကလန်ကလန်နဲ့ပါလာလေသည် ဆရာပိုးတိုက်ရောက်တဲ့အခါဆရာကျုံးတို့ကအဖြစ်အပျက်ပြောပြသဖြင့်စင်တော်သားတွေက အားလုံးဝိုင်းရပြီးစောတချင်းလိုက်နှစ်ပါးသွားတချင်းတစ်ပုတ်နဲ့ဇက်ထုပ်နှစ်ထုပ်စာကိုဇက်တိုက်စီတော်သည်ထုံသည့်ဖြင့်မောင်အောင်ဖိုကိုမင်းသားအဖြစ်ဆရာပိုးကစွတ်စွတ်ဆက်သွင်းလိုက်ပါသည်ထုံမောင်ခုမအခြားသူမဟုတ်ပါ နောင်တွင်ဓမဲအလွန်ကြီးလာသည့်မင်းသားစိန်ခိုဖြစ်ပါသည် ဆရာပိုးကပထမဆုံးကပြည့်ဖြစ်အောင်စတိုက်သည့်ဇက်ထုံနှစ်ထုံမှာအောင်ဖြူစက်နှင့်ဝါဖြူစက်ဖြစ်သည်ဤစက်နှစ်ထုံစလုံးမှာမင်းသားအခန်းနည်းနည်းနှင့်မင်းသမီးအခန်းများများကရသည့်စက်များဖြစ်ကြသည်တခါတည်းကမိုးလင်းခန့်ဒီမှာမင်းသားခဏထွက်ရသည့်စက်များဖြစ်သည်ဆရာပိုးကမောင်အောင်ဖိုအားစက်နှစ်ထုံဖုတ်ပုံမိတိုက်စီပြီးနောက်ဆယ်ရက်အကြာ၌ မန္တလေးမဟာမုနိဖရာကြီး၄၅တာပွဲပင်စရိမင်းသားတစ်ကိုပွဲထုတ်သည်ပွဲကထွက်ကြတော့မည်ဟုလူဆိုကြသည့်အခါပစိုးအစိမ့်ကွက်နှင့်ဂရေပါဖက်နှက်နှင့်အပေါ်အင်ချီနှင့်လာသည့်ကိုအောင်ခိုမှလှလို့၍ဆရာပုပင်မမတ်မိပဲသူပတူလဲဟုမေးမိသေးသည်ဆရာပု၏စနီးထော်လေးကြီးကမူဒီရုပ်မျိုးနဲ့တော့ခေါ်တာသွားတချင်းမဆိုတတ်ခြင်းနှင့်လူရုပ်ရောင်းစားရုံနဲ့အဖိုးတန်လိမ့်မယ်ဟုဆရာပုကိုပြောသည် ကိုအောင်ခိုမှာရုပ်တကယ်ချောသူဖြစ်လေသည် ထို့ကြောင့်ကိုအောင်ခိုရုပ်ချောသည်ဟိတ်ပါရုပ်သိလောက၌ချက်ချင်းပြည့်နှက်သွားလေတော့သည်ထို့ပထမညပွဲမှာပင်မင်းသားထွက်၍လာလျင်လက်ဆွဲဥတာကောင်ကြီးနှင့်ဥတိုက်ညွန့်ကြီးတို့ကမင်းသားကိုစား၍ခေါ်ကြသည်မင်းသားမှာတေးထက်ပင်တစ်ပုဒ်လုံးအလွတ်မရသည်ကျင့်နေရဆဲဖြစ်သည်ဖြစ်ရှားသည်။အပိုက်နှင့်ပုမေကမြောက်စားလို့တယောက်သားစိန်ခိုး ရင်ကျဲတဲ့တေးရဆူမှာချိုတကာလာနန်းကနတ်ရွှေတိုင်းကို အချိပိုင်ပိုင်မှီးလို့ထင်ရှားဟူ၍တိဆိုပြီးထွက်လာသည်စိန်ခိုမှာအရွယ်ကလေးကငယ်ရုပ်ကလေးကချောအတန်ကလေးကလည်းတာ၍တချင်းကိုကလုတ်ကလေးများအစစ်စစ်နဲ့ရှာရင်းတရန့်ထဲ၍ဆိုလေသဖြင့်ဇမင်းသားကလေးတဲ့ဟိဟူတရင်ဖြစ်လာပြီးပွဲကြီးပြိတ်သက်ကစင်တောင်းမှချောင်းချောင်းကြည့်ကြသည်ညညသူတိုင်းကချောတဟိ ချောတဟိဟုဆိုကကြိတ်ကြိတ်တိုးနေလေသည်ဆရာပုကဇမင်းသားလေးနမေကတော့စိန်ခိုတဲ့တားတယောက်ပေါ်ပေါလို့ရပြန်တော့ဝမ်းမြောက်စွာဖြင့်ငါသားငါသားနဲ့ကိုစိန်ခိုကလည်းအမေပုလို့သာဆလို့ခေါ်ပြီးတော့ငါသားအမေနဲ့တွဲမိဖြင့်ကြော်ကြောင်းအောင်မဲ့သားပဲကြော်ကြောင်းသွားတဲ့ခါမှသာတနေ့တော့မရအပူရီထားပြီးအမေကိုပစ်သွားမှလားဟုမင်းသားသချင်းဆိုရင်ရှီလောင်မြောင်းပေးလောက်ပေးလိုက်သည် ထိုအခါကိုစိန်ခိုကကိုစိန်ခိုအကိုတပါအပိုမရမရှာဘူးကွယ်ယုံမလားယုံမလားခင်ပူရဲ့ဟူ၍တိဆိုလိုက်ပါသည်မင်းသားစိန်ခိုသည်ဆရာပူ၏အသင်အပြကောင်းမှု အရွယ်ရုပ်နှင့်အတန်ကလည်းကောင်းမှုကြောင့်စင်ပေါ်၌ခဏနေုံဖြင့်ဟိုဟိုကြော်၍လာလေသည်ထိုအခါရန်ကုန်မှ ပွဲကန်ထွိုင်များကကြေးကြီးပေးပြီးဆရာပုတို့ရုပ်သေးကိုငှားပြီးရှုံသွင်းကပြကြသည် မိုးကုံမီဖြစ်သောကြောင့်တဆောင်ဘုံမှတခူလာအထိဆရာပူနှင့်ကိုစင်ခိုးတို့သည်အောက်ပြေအောက်ရဆင်းပြီးနှစ်တိုင်းကလေသည်တရုတ်လူမျိုးကဆိုလျင်သူတို့နှစ်ပွဲအခါများ၌ဆရာပူတို့ကိုစင်ခိုးတို့ရုပ်သေးကိုနှစ်ညကကြေ3000 4000ပေးပြီးငှားရကြသည်ဆရာပူနှင့်တွဲကြသည့်မိသားများ၏အတန်နှင့်ပတ်သက်၍စပယ်တဲ့အတန်မှာမာနတန်ဖြစ်သည်ဘာကျော်၏အတန်မှာရှာကတန်ဖြစ်သည် စိန်ခိုး၏အတံမှာယာစတံဖြစ်သည်ဟုပြောစမှတ်ရှိပါသည်စိန်ခိုးမှာတချင်းဆိုရာတွင်အတံကောင်းပြီးစကားပြောရနိုင်ညင်သားသူဖြစ်သည်စိန်ခိုးဆရာပုနှစ်တွဲစဉ်ကဆိုခဲ့သည့်နာမည်ကျော်တချင်းတစ်ပုဒ်ရှိလေသည်တပုဒ်မှာမင်းသားစိန်ခိုးတချင်းဖြစ်သည်ထိုတချင်းမှာ မောင်စိန်ခိုဟို၍ကြော်ကြားလာသည်မှာစိတ်ဒရန်ဂီဝါခိုကဲ့သို့အတိတ်ကောင်းနမိတ်ကောင်းနှင့် ရန်သအပေါင်းကိုပြိုပြတ်စေမည်နမိတ်ဖြစ်ပါသည်ဟုဆိုသည့်တခြင်းဖြစ်သည်နောက်တစ်ပုတ်မှာနမိတ်ကြီးလာသည့်စိန်သည်စိန်ခိုသည့်ခိုသည်မကြိုးစားဟု၍ပရိသတ်ကဆွဆွဲသည်ဖြစ်မဟုတ်ရပါကြောင်းမိမိမှာရုပ်သေးဆပြီးနတ်တန်ပြစ်ချင်မင်္ဂလာရေမှမတိုင်သည်တခြင်းမှဆပြီးလင်းတိအထိစ조사သည်ဆိုသူဖြစ်ပါကြောင်းထို့ကြောင့်အမိကို စိန်ခုံမခေါ်ပဲစိန်ဆိုးဟုပြောင်းတင်မှာကြောင်းဆိုသည့်တခြင်းဖြစ်သည်ထိုကိုစိန်ခုံမှာဆရာပုနေတွင်တွင်တတိတခြားနာမည်ကြီးလာသည်နာမည်ကြီးရ၌ရုပ်ချောသည့်အတွက်သူများနှင့်မတူပို၍နာမည်ကြီးနေသည်ရန်ကုန်သို့သွား၍ကသည်ဆိုလျင်ရန်ကုန်မြို့ရှိတိမ်ကြီးစိန်ကန္နာစိန်တန်စင်းများသို့ကိုစိန်ခုံထွက်၍လေသည့်အခါဈေးသူဈေးသားတွေက စိန်ခိုတဲ့စိန်ခိုတဲ့ဟုဆိုပြီးမင်းသားကိုထွက်ကြည့်ဒီမှာဈေးပြက်မတက်ရှိသည်စိန်ခိုဝတ်တန်သည့်လုံချီကိုစိန်ခိုစင်ဟူ၏အမည်ပေးပြီးရောင်းလင်အလုံးရောင်း၍ကောင်းလေသည်ဆရာပူးနှင့်စိန်ခိုတို့ရန်ကုန်တွင်နာမည်ကြီးနေစဉ်လက်တာလက်မဇက်အုပ်ပွဲစားကိုဖိုးထွန်းဒေါ်ကျော်တို့ကဖိုးစိန်စက်နှင့်တွဲ၍ရုပ်သေးတစ်ပိုင်းဇက်တစ်ပိုင်းရုပ်သွင်းမိဟုဆိုပြီးတန်ဆေးယုံ၌ယုံသွင်းကြသည် ရုပ်သေးနေဆက်ပေါင်ကားသည့်ပွဲမှာအလွန်လူစီသည့်ပွဲယုံပွဲများဖြစ်ကြသည်။ဆက်နှင့်ရုပ်သေးတွဲကပုံမှာဤသို့ပါသည်။ပထမဆုံးတွဲကိုရုပ်သေးဆုံးတွဲအဖြစ်ထွက်၍မင်းသားဖိုးစိန်နှင့်မင်းသမီးဆရာပုတို့တွဲကြသည်။ဒုတိယတွဲတွင်ရုပ်သေးမင်းသားစိန်ခိုနှင့်ဖိုးစိန်မင်းသမီးများဖြစ်ကြသောယိုရီယာမသိမ့်မင်းနှင့်မဆိုင်ဦးတို့တွဲ၍ဆက်နှစ်ပါးသွားထွက်ခြင်းဖြစ်သည်။ ဆရာပုနှင့်ဖိုးစိန်တို့ရုပ်သိမ်းတစ်ပါးသွားထွက်သည့်အခါဆရာပုက၆ပုံးနှင့်မေဝေရီတချင်းဆိုလိုက်ရာ ဖိုးစိန်မှာထိုအတိုင်းကိုမှတ်မိနိုင်သောကြောင့်ချွေးမြပြန်၍အတန်ကျက်နေသည်ဤတွင်မှဆရာပုကအတန်ချပြပြန်ခေါ်ယူရသည်ဤနှစ်ပါးသွားပြီးသည့်အခါဆက်ရှိကချထားသည့်လက်တန်းများကိုဖြုတ်အယုတ်တွေကိုသုံးပြီးတိမ်ပြီး၁၂ပါးသွားထွက်လာကြသည် ကိုစိန်ခိုနှင့်မတိမ်မီ မဆိုင်ဦးရုံးနှစ်ပါးသွားတွင်ဆက်လူပြတ်ဦးရွှေအဦးတောင်လုံးကျောင်းဦးဟွေနှင်းကြီးဦးထက်အိုးကြီးတို့ကလည်းမင်းသမီးမင်းသားများနှင့်အတူလိုက်ပါလာကြသည်ရုပ်သိမ်းမင်းသမီးကိုစင်ခေါ်သည်ဂျပန်ဘဝပန်းရောင်ကိုပေါင်း၍ဟောရှုပ်သိမ်းမင်းသားစိန်ခိုသည်ဂျပန်ဘဝပန်းရောင်ကိုပေါင်း၍ဘရုံမထိုင်မသိမ့်ဖဲစင်းပစိုးကိုဝစ်လျက် ပိန်တန်းတော်ပုံကလေးပါဖနက်စိမ့်ကိုစီးပြီးမြန်ထဆို၍ကားတွင်ကထွက်သည့်အခါပရိသတ်ကစက်တီနှင့်ပြည်စုံသည့်မင်းသားပေကိုဟုပြောပြီးအလွန်သဘောကျသဖြင့်ပွဲတသိမ့်နှိမ်တုံသွားလေသည်ဤတွင်ဖိုးစိန်ကအစိမ့်ခုံကိုအမိဖန်ရလျင်သူ့ပွဲပိုမိုလူစီနိုင်မည်ဟုတွက်ပြီးဆယ်လငွေ4500ပေးပြီးဆရာပုလက်ထဲမှမင်းသားစိန်ခိုးကိုခေါ်ယူသည်ထို့ကြောင့်ဆရာပုမှာ မင်းသားတလက်လက်လွှတ်ရပြန်သည်မင်းသားဖိုးမင်းသားစိန်ခေါ်သည်ဆရာပုနစ်တွဲရာမှဖိုးစိန်ဆက်ထဲသို့ရောက်သွားသည့်အခါဖိုးစိန်ကစိန်ခေါ်ကိုဒုတိယမင်းသားဈေးတိကောက်နေရာတွင်ထားလေသည်ဤတွင်စိန်ခေါ်မှာအရေးအရေးအယောင်တိုးပြပြောင်းမလာပဲတဆင်းလျှော့ခံရသည်ဘဝရောက်သွားရာနှစ်အတန်ရအောင်ကာမီတီခါဖိုးစိန်လုံးပုံကိုစိတ်ပြဲပြီးဖိုးစိန်နှင့်ခွဲခဲ့ပြီးဆရာပုနစ်ပြန်ဆက်ကသည် ဒုတိယအခြေပြန်အတွင်း၌စိန်ခေါ်ဆိုသည့်တစ်ချက်တစ်ပုဒ်တွင်4500တနငွေနှင်းလို့အမတွေတသိန်းနဲ့ပေးစားပေးတပြားရှင်ဖိုးစိန်မောင်းငယ်အရာရင်အောင်းသွင်းခိုင်းလို့လဝါကြီးအုပ်တာဟု၍စိန်ခေါ်ကထဲဆိုသည်ကိုစိန်ခိုးဆရာပုနှင့် ခွဲသွားသည့်အခါဆရာပုမှာမင်းသားတစ်လက်ကိုမရမနေရှာရပြန်လေသည်ဆရာပုယခုတစ်ချိန်တွေ့သည့်မင်းသားမှာက ဒုတိယကမ္ဘာစစ်မဖြစ်မီအထိကြော်ကြားသွားသည့်ရုတ်သိမ်းမင်းသားဥပကျော်ဖြစ်သည်မင်းသားဥပကျော်မှာပကံသားဖြစ်ပြီးပကံညာဥရင်ဆက်ကလေးများ၌ကပြဖူးသည့်တော်မင်းသားလေးဖြစ်သည်သူ့နာမည်ရင်းမှာမောင်ဖိုးကျော်ဖြစ်သည်မန္တလေးလာပြီးပညာသင်ကြားနေရင်းမင်းသမီးမက်ခင်စောဆိုတဲ့နည်းအကြောင်းပါ၍မထွေးလေးနှင့်ဤကင်းကိုမောင်ကြီးထံတွင်ပညာယူနေသည်ဤတွင်ဆရာပူ၌ မင်းသားလိုနေသည့်အခိုင်နေကြုံပြီးမထွေးလေးနှင့်ကိုမောင်ကြီးတို့ကကိုဖိုးကြုံမှာစက်ခုံပေါ်တက်လာအောင်လဲပညာမပြည့်သည်မန်းခိုက်လည်းမပေါက်သည်အဝေးအစားလည်းမစုံနေသေးသဖြင့်ရုပ်သေးစင်ပေါ်တက်ပါဦးဆရာပုထန်လာပို့ကြသည်ထိုအခါဆရာပုကအချိန်နှင့်ကဲခတ်လို၍မောင်ဖိုးကြုံအားတချင်းတစ်ပိုင်းသောဆိုပြဆန်းပါဦးခိုင်ရာမောင်ဖိုးကြုံကလျှက်ပန်းရဲ့ဝင်းလို့ပြောင်းညမန်းတောင်ကေကူက ဖွေသူဖြူယူတက်နိုင်ဘူးခွင်းခွင်းခုံးမင်းရက်တယ်ကွယ်မိုးတက်လို့ပေါင်းချိန်ခါအိမ်ရာလိမ့်ပြီးဖို့တိမ်ကထိန်ဝါစိတ်မိန်လာပွင့်တန်းလို့ပေါင်းမန်းတောင်ရဲကဆင်းနေမူမဲချက်ကင်းတဲပတ်စစ်ပတိန်မျိုးပင်ထင်တင်မိုးရဲ့ပလီထူလာချိမကြည့်သူအနေတက်အောင်လို့နှက်စီပက်လေလွှင့်နေအိုကွင်းမိုးဝင့်ချက်ထူးဟူသောခွန်းထိုက်တပိုက်ကိုဆူပြသည် ထိုအခါဆရာဘုကမင်းအတန်ကမင်းသမီးတန်ထက်တောင်တင်းနေတကိုးကွယ်မင်းသားလှုပ်ဖို့ဆိုတာအတန်လုံးကလေးလှမှသာတော်တာကွကဲ့မောင်ဖိုးကျော်ရင်တန်ဆန်းကလေးတပုတ်လောက်ဆိုပါဦးဆိုခိုင်းပြန်သည်ထိုအခါမောင်ဖိုးကျော်ကကျွန်တော်ဖိုးကျော်ရောက်ရမှာသုံးစီတော့ထန်ခေါက်ဖာတလုံးနဲ့ရှော့တဲကျွတ်တဲ့ခုံဖက်နဲ့တရင်ပါစားရတောက်ရမှာအဟုတ်တနည်းမလိုက်ခဲ့ပါဘူး မြူတီတက်တက်သုံးပါလေက ပတက်ကလေးတွေကိုနွားမြီးကွေးနေထောင်ကပက်ပင်းနေနေအမင်းကမိန်းတဟာအထူးအဆန်းချက်လို့အဟုတ်ပင်ချိုးစွာစူပိုင်ရက်နဲ့ပုတ်တင်ကြပါဟူသောတခြင်းကိုဆိုပြပါသည်ထိုအခါဆရာပုကကိုင်ကိုင်တော်ပါပြီတော်ပါပြီဟုပြောသည်မင်းသမီးမထွေးလေးကဘယ်နဲ့လဲမောင်ကြီးရဲ့တုံးနိုင်ပါမလားဟုမေးရအော် ကျုပ်ပြင်ရမှာကတော့အပုံမော့မင်းကလေးရဲ့တို့ပေမဲ့သူကလည်းပကံသားတောနယ်မှာကနေသူမှုတင်ပေးရတက်မှာပါဟုပြောပြီးလက်ခံလိုက်လေသည်မင်းသားဖကြော့မှာညာတန်ပေးပြီးဘဲတန်ကောင်းသည့်မင်းသားဖြစ်သည်နမိတ်ကိုဆရာပုကဘာကြော့ဟုပြောင်းပေးပြီးမင်းသားကြီးမောင်ကျုံကျိုးဆွဲမောင်မုန်းတို့ထံဇက်ထုတ်ဇက်ကွက်တည်တည်ချာချာရအောင်မေးမြန်းကြည့်ခိုင်းလေသည် ဆရာပုနှင့်ဥပကျော်တွေ့သည့်အခါဆရာပုမှာအသက်40ကျော်အရွယ်ရှိပြီဖြစ်ကြောင်းသူ့နှစ်ပါးသောသချင်းတစ်ပုဒ်တွင်40ကျော်အမေကြီးဗန်နီးနေမှမပြည့်နဲ့မောင်ဝင်ဖောင်ရဆောင်တွင် white တဝေးကအကြိုက်ရာကိုရွေးပြီးသုံးဝေးလောင်းခုဘုတ်ဖက်နက်ဝယ်ပေးမယ်ဟု၍ဆရာပုကဆိုဖူသည်ဆရာပု၏ရုပ်သေးဆက်ထုတ်များကိုတက်ပြားတွင်သည်မှာ တိမင်းသားဥပကြော့နေတွဲစင်ကဖြစ်သည့်ခွေးတစိတ်တက်ပြားကုမ္ပဏီကဆရာပုတို့ကိုရှင်းကုန်တွင်တက်ပြားသွင်းရန်ခေါ်သည်ဆရာပုတို့ကမတော်အားရမတော်ပင် နေသည့်အခါမန္တလေးလိုက်လာပြီးဇက်တထုပ်ကိုငွေ3000ပေးပြီးတက်ပြားသွင်းယူသည်ဥပကြောနှင့်ဆရာပုတွဲ၍တွင်းတိဆက်ထုံများမှာဖိုးထောင်ဝန်းတို့ဆက်အောင်ဖြူဆက်မင်းတင်ရွှေမန်ဆက်များဖြစ်သည့် တက်ပြတွင်သည့်နှစ်မှာအင်္ဂလိပ်တက်ဂရိ1900ခုနှစ်မြန်မာလို1169ခုနှစ်ဖြစ်သည်ဇက်ထုပ်တထုပ်လင်းတက်ပြ35ပြ36ပြခန့်ရှိသည်ဖိုးထောင်ဝါနုဇက်ထုပ်တက်ပြသုံးဆရာပုချီတာတယောက်ထံတွင်သိရှိထားရှိသည်ဟုသိရသည်ဆရာပုတွင်ခဲ့သည့်ဇက်ထုပ်များနှင့်ဖိုးထောင်ဝါနုဇက်မှတခြင်းတစ်ပုဒ်မှာမရှင်နွမ်းတကူခင်ပန်းမြိုင်လန်းတကူပုမီပြိုရွှေကိုအတောင်ဝင်ခြေကိုဆင်း၍ပလိုက်နိုင်ပါတကူ အလတ်မီမာသေးလာစခန်းချိန်နာလို့မလန်းနိုင်ဘူးမထမ်းရင်မချီရင်ဒီတွင်ထိုင်တော့မယ်ဟောမေတပန်းဖီမတနာရွှေအားတော်ကနှင်းလေပါတော့တယ်ဒီမြိုင်လေအိုးပုတပါကိုရှူစားပါတော့ကွယ်မောင်ကြော့ရင်အိုးဖီမချီနေရပါတော့မယ်ဟူ၍ဖြစ်ပါသည်အချိန်ပေးပြီးနားထောင်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အပိုင်းဆက်ကိုဆက်လက်ဆောင်ပြောအပ်ပေးကြပါအောင်ရှင်